ဂါဇာတောင်ပိုင်းခန်းယူနေမြို့ဒေသခံတွေကအစ္စရေးရဲ့ဆေးလှုပ်ရှားမှုတွေမြင့်တက်နေကြောင်းပြောကြားနေချိန်မှာအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဟာမတ်စ်နိုင်ငံရေးကောင်ဆောင်ဆာလာအန်ဘာဒါဝေတေဆုံးခဲ့တယ်လို့သိရပါဗျ။ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဟားမတ်နိုင်ငံရဲ့အဖွဲ့ရဲ့အဖွဲ့ဝင်တအုပ်ဖြစ်တဲ့ဘာဒါဝီနဲ့၎င်းရဲ့ဇနီးဖြစ်သူတို့သေဆုံးခဲ့ကြောင်းဟားမတ်လိုလာတဲ့မီဒီယာတစ်ခုကမလ23ရက်ကဖော်ပြထားပါတယ်။အစ္စရေးတောင်ဝင်ရှိသူတွေကချက်ချင်းမှတ်ချက်ပြုပြောကြားထားခြင်းမရှိတာဖြစ်ပါတယ်။ဟားမတ်ခေါင်းဆောင်ပိုင်းရဲ့မီဒီယာအကြံပေးတဟာအေနူနူကဘာဒါဝီရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီးစိတ်မကောင်းဖြစ်မိကြောင်း၎င်းရဲ့လူမှုမီဒီယာ Facebook မှာရေးသားထားပါတယ်။ နှစ်လကြာတော်တန်တည်ငြိမ်ခဲ့ပြီးတဲ့နောက်အစ္စရေးဟာအပြည့်အခက်ရစေရေးကိုဆွန့်လွတ်ခဲ့ပြီးမလ၁၈ရက်ကစတင်ပြီးလေကြောင်းနဲ့မြေပြင်ထိုးစစ်ဆင်မှုတွေကိုလှုံ့ဆော်ခဲ့ပြီးတဲ့နောက်ဂါဇာဒေသခံတွေဟာဘေးလွတ်ရာကိုပြန်လည်ပြောင်းရွှေ့ခဲ့ကြပါတယ်။မလ၂၃ရက်အစောပိုင်းမှာဂါဇာမြောက်ပိုင်းအလယ်ပိုင်းနဲ့တောင်ပိုင်းတို့မှာပေါက်ကွဲသံတွေကြားခဲ့ရပြီးအစ္စရေးလေယာဉ်တွေဟာအဲ့နေရာတွေမှာရှိတဲ့ပြင်းမှတ်အများအပြားကိုလေကြောင်းတိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။မလ၂၃ရက်ကရာဖာနဲ့ခန်းယူနစ်မြို့တွေမှာအစ္စရေးကလေကြောင်းတိုက်ခိုက်မှုကြောင့်ပါလက် Hammers Time 18ဦးထံမှနေတည်ဆုံးခဲ့တယ်လို့ကျန်းမာရေးအာဏာပိုင်တွေကဆိုပါတယ်။ Hammers လိုလာတဲ့မီဒီယာရဲ့ထုတ်ပြန်ချက်အရခန်းယူနေမှာရှိတဲ့ယာယီခေလုံနဲ့နေရာတနေရာကိုအစ္စရေးကဒုံးကျည်နဲ့ပြစ်ခတ်ခဲ့ချိန်မှာဘာဒါဝီနဲ့၎င်းရဲ့ဇနီးတို့ဝေပြုနေခြင်းဖြစ်ပြီးအစ္စရေးရဲ့လက်ချက်ကြောင့်တည်ဆုံးခဲ့တာဖြစ်ကြောင်းပြောပါတယ်။ဘာဒါဝီနဲ့အာဇာနီတွေရဲ့သွေးတွေကလွတ်မြောက်ရင်းနဲ့ လွတ်လပ်ရေးရဲ့တိုက်ပွဲအတွက်တုံးအားတစ်ခုအဖြစ်ရှိနေမှာပါ။ရာဇဝတ်သားရန်သူတွေကကျွန်တော်တို့ရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ဆန္ဒကိုချိုးဖျက်နိုင်မှာမဟုတ်ပါဘူးလို့ Hamas အဖွဲ့ကထုတ်ပြန်ထားပါတယ်။